တင်းလေးတွေတော့ထွက်နေရပါတော့ဒါပေမဲ့ကိုရီးယားလည်းပြိသက်လိုမျိုးပဲပေါ့နော်ပြန်ပြီးတော့ဟုတ်တာလားမဟုတ်တာလားကောလာဟလာလားဆိုစောင့်ကြည့်နေရပါအခုတော့တကယ်ဖြစ်သွားတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်မစောင့်ကြည့်ရတဲ့အတွက်တွေမှလည်းပါအပါရဲ့ပါရဲ့ဟိုအမတော်ကလည်းအပြင်းလူလိုဖြစ်သွားတော့လေသတင်းတွေတက်လာရင်ဟုတ်တာလားမဟုတ်တာလားဆိုတော့အခါကျပြင်းပြင်းနားဆွရတာပေါ့နော်နားဆွရတော့အမှန်ဆိုတော့ဝမ်းသာပါတယ်လို့တန်းငယ်ဆိုလို့ရှင်လို့ရှင်လဲဒါဟိုပါပေါ့နော် အိမ်တော်ပြုတ်ရမယ့်အရွယ်ရောက်နေပြီပေါ့နော်။ပြီးရင်ကလေးတန်းယူပါလို့မတော့ပြောချက်ပါတယ်။ဒါမှ generation gap တိတ်မဖြစ်မှာပေါ့နော်။ရဲ့အမေနဲ့ကဟိုတနေ့ကတွေ့တော့ဒီကျောင်းမှာပဲတွေ့တော့အာမတို့ ဒီကြောင်းလူရှင်တွေဆိုတော့အဖိတ်လိုက်လို့အမတို့လည်းလာတာပါရမ်းချစ်စရာကောင်းပါတယ်အမတို့ကစိုးပြစ်နေကြတော့အမတို့ကတိတ်ရိုက်ဖြစ်ဘူးပေါ့နော်စန်နီမြင့်လွင်တို့နဲ့ကြတော့အမတို့တူတူရိုက်ခဲ့တာဆိုတော့စိုးပြစ်ကအဲ့တော့တော်တော်ငယ်သေးရတယ်နဲ့အဲအခုလိုမျိုးချစ်တဲ့သူနဲ့အဲပေါင်းဖက်ရတဲ့အတွက်ဝမ်းသာပါတယ်အဲဒီလင်ဒီမီယာအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေတသားမိမိလေးလည်းမွေးနိုင်ပါစေ မားနဲ့သူနဲ့တိတ်မဆုံပြေဘူးမားဒီနုပညာလောကနားတဲ့အချိန်ကြတော့မှသူတို့တွေကရိုက်နေရဆော့လေအမဟိုအမအိမ်အောင်ကြပြီးနောက်ပိုင်းမှာတိတ်မရိုက်တော့ဘူးလေအဒီပိုခင်တာကတော့ဒရာမတ်တာတို့အဲဟိုဟာဒီဒီတို့နဲ့ပိုခင်ခဲ့တာပေါ့နော်စိုးပြင်းနေကြတော့အပြင်မှာတိတ်ပြီးတော့တွဲမရိုက်ဘူးဟော သတင်းလေးတွေတော့ထွက်နေတာပေါ့နော်ဒါပေမဲ့ကိုရီးယားလည်းပြိတ်သက်လိုမျိုးပဲပေါ့နော်ပြန်ပြီးတော့ဟုတ်တာလားမဟုတ်တာလားကောလာဟလာလားဆိုစောင့်ကြည့်နေတာပေါ့အခုတော့တကယ်ဖြစ်သွားတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်မစောင့်ကြည့်ရတဲ့အတွက်လည်းမှလည်းပါတယ်အဲပါတယ်ပါတယ်ဟိုအမတော်ကလည်းအပြင်းလူလိုဖြစ်သွားတော့လေသတင်းတွေတက်လာရင်ဟုတ်တာလားမဟုတ်တာလားဆိုတော့အဲခါကျပြင်းပြင်းနားဆွရတာပေါ့နော်နားဆွရတော့အမှန်ဆိုတော့ဝမ်းသာပါတယ်လို့တန်းငယ်ဆိုလို့ရှင်လို့ရှင်လဲဒါဟိုပါပေါ့နော် အိမ်တော်ပြုတ်ရမယ့်အရွယ်ရောက်နေပြီပေါ့နော်။ပြီးရင်ကလေးတန်းယူပါလို့မတော့ပြောချင်ပါတယ်။ဒါမှ generation gap တိတ်မဖြစ်မှာပေါ့နော်။သူတို့တွေကလည်းဆရာတော်ပို့ခွေတဲ့သူတွေဆိုတော့လေဒီเจ้าမမင်္ဂလာဆုံးကျွတ်တော့ကောက်ပါတယ်ဟောအမကတော့ဝမ်းသာပါတယ်။အိမ်တော်ကြီးကတော့ထီထိုးသလိုပါပဲပေါ့နော်။အဲဒီကကတော့ချစ်တာပဲကိုကိုချစ်လို့ပဲယူယူမိဘသဘောတူလို့ပဲယူယူ အဲကို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 တိုင်းလည်းကောင်းဖို့လိုသလိုကံတရားနဲ့လည်းအများကြီးစိုက်ပါတယ်အဲ့တော့ဟိုကိုချစ်တဲ့သူနဲ့ပေါင်းဖက်ရတဲ့အတွက်ဟိုမားတို့လည်းကိုချစ်တဲ့သူနဲ့ယူခဲ့တာဆိုတော့လေအဲ့လိုကိုချစ်တဲ့လူအိမ်အောင်ဘက်တွေနဲ့ပေါင်းဖက်ရတဲ့ဇုံလွဲလေးတွေ့ပို့ပြီးတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါ